Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါမြန်မာနှစ်တစ်ကိုအမှတ်တရလက်ဆောင်လေးအနေနဲ့ပေါ့နော်စာလေးလာတဲ့အခါမှာတည်ထားတဲ့နဲ့အရေးကြီးတဲ့အချက်လေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုနားထောင်ပြီးသွားပြီးဒီ tips and tricks လေးတွေကိုနားထောင်ပြီးသွားပြီးဆိုလို့ရှိရင်ကိုစာချက်တဲ့အခါမှာပေါ့နော်ဘာကြောင့်ချက်နေရလဲဘယ်လိုချက်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေပို့ပြီးတော့တည်ပြီးတော့စာချက်တဲ့အခါမှာလည်းအရင်ကပေါ့နော်ဆယ်စမြန်လာမယ်လို့ယုံကြည်ပါတယ်အဲ့တော့ဘာအကြောင်းအရာလေးပြောမလဲဆိုတဲ့ဥစ္စာအတူတူလေ့လာကြည့်အောင်နော် အဲ့တော့ရင်ဆုံးပေါ့နော်ကျွန်တော်စာချက်တဲ့အကြောင်းအရာတွေကိုမပြောခင်ပါဘာလို့စာချက်ချက်တင်တာလဲဆိုတဲ့အကြောင်းအရာလေးကိုအတူတူစဉ်းစားကြည့်ကြမယ်။ဒါကတော်တော်များများပြောစရာတော့မလိုတော့ဘူးလို့တော့ထင်တယ်။စာလေးလာတယ်ဆိုတာကကောင်းတဲ့အလုပ်ဆိုတာကျွန်တော်လူတိုင်းသိတယ်။အဲ့ဒါကြောင့်မိဘတွေဆိုလို့ရှိရင်လည်းကျွန်တော်ငငယ်လေးတည်းကစာတက်စီချင်ကြတယ်စာရီချက်စီချင်ကြတယ်။ ဘာကြောင့်ဆိုတဲ့ရည်ရွယ်ချက်ကငငယ်လေးတွေအများကြီးပြောပြပေးခြင်းမခံခဲ့ရဘူးဆိုပေမဲ့စာကြီးကြံ့ရင်ကောင်းမယ်ဆိုတဲ့ဥစ္စာကိုတော့ဒါကျွန်တော်တို့အားလုံးသိထားပြီးဖြစ်တယ်ပေါ့နော်အဲ့တော့စာဆိုတာကအရေးကြီးပါတယ်စာဒီမဟုတ်ဘူးပေါ့နော်ပညာရေးကလည်းဒါကျွန်တော်ဘဝအတွက်တစိတ်တစ်ပိုင်းတစိတ်တစ်ပိုင်းကိုမမမတော်တော်များများပေါ့နော်ဘဝရဲ့အကြောင်းအရာတော်တော်များများပါဆက်ဆက်ပြီးတော့အရေးပါတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။အဲ့တော့ဟိုလူတယောက်ကိုပညာရေးနဲ့အဆင့်တန်းနဲ့တိုင်းတာလားဆိုတော့အဲ့လိုမျိုးကြတော့မဟုတ်ဘူးပေါ့နော်။ကျွန်တော်ပညာရေးဆိုတာကဒီ 找嘛？找多少米？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 定拉开啊！一片廿二六表啦，一片表啥个找罗？大姑爷有车盘款洗的啵？那姑爷找有李兰妹，姑爷找有石文山的嗦，不嘛目的表？姑爸姑是十大款洗的，十来李兰妹款洗的啵？那阿弟家阿片找罗目的？ မကန့်တတ်ထားဘူးပေါ့နော်ဘယ်အသက်ဘယ်နှစ်နေနေမှာတနေ့ဘယ်နှစ်နာရီကြက်ရမယ်ဆိုတဲ့ဥစ္စာမျိုးစာလိလာတဲ့အခါမှာမကန့်တတ်ထားဘူးပေါ့နော်အဲ့ဒါအကုန်လုံးကကိုကိုပေါ်မှာပဲမူတည်နေရဖြစ်ပါရဲ့အဲ့တော့ဒီစာဖတ်ပါစာကြက်ပါဆိုပြီးတော့လူကြီးတွေကပြောကြတယ်ဘာကြောင့်လဲဘာကြောင့်လဲဆိုတော့ဒီစာကြက်တဲ့သူနဲ့စာမကြက်တဲ့သူနဲ့ကကွာတယ်ပေါ့နော်ဒီလုပ်ငန်းခွင့်မှာပဲဖြစ်ဖြစ်ဒါဘယ်လိုပြောရမလဲဒီစာကိုကျွန်တော်တို့ တန်ဖိုးထားရတူတိုင်းပေါ့နော်တန်ဖိုးထားရတူတိုင်းအဲ့လိုပြောလို့ဟိုစာမကြက်တဲ့သူတွေကစာကိုတန်ဖိုးမထားဘူးလို့တော့မဟုတ်ဘူးပေါ့နော်တချို့တွေကြတော့ကိုယ့်ရဲ့ဘဝအခြေအနေပေါ်မှာမူတည်ပြီးတော့အချိန်အများကြီးပေးနိုင်တဲ့သူရှိတယ်မပေးနိုင်တဲ့သူရှိတယ်ဒါပေမဲ့အခုဒီဗီဒီယိုနားထောင်နေသူကကျွန်တော်ထင်တယ်ဒီဗီဒီယိုစပြီးတော့ကြည့်နေပြီဆိုတဲ့ကစာလေ့လာဖို့အတွက်ကို့မှာအခွင့်အရေးရှိနေတဲ့အချိန်ရှိနေတယ်အဲဒါမှမဟုတ်လို့ရှင်စိတ်ကူးစိတ်တမ်းပေါ့နော်မလုံနိုင်သေးရင်တောင်မှလှုပ်ချင်တယ်ဆိုရယ်စိတ်ကလေးရှိနေတဲ့အတွက်ကြောင့်ဒီဗီဒီယိုကြည့်တာဖြစ်တယ်လို့ယုံကြည်ရတဲ့အတွက် အဲ့တော့ဒီစာဘာကြောက်ကြက်တဲ့နေဆိုတဲ့အကြောင်းအရာတော့ရန်ကြီးပြောစရာတော့မလိုတော့ဘူးဒါစာကြက်တာကောင်းတယ်ဆိုတဲ့ဥစ္စာဒါအလုံးလက်ခံပြီးသားဖြစ်မယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်ပေါ့နော်အဲ့တော့စာဖတ်တဲ့သူစာမဖတ်တဲ့သူပြောတဲ့စကားလှုပ်တဲ့အပြုမူဒါကလေဟိုအများကြီးပြောင်းလဲမှုရှိတယ်ပေါ့နော်အဲ့တော့ကိုကိုကိုအမြန်ဆုံးပြောင်းလဲခြင်းနေဆိုလို့ရှင်ဘာလုပ်ရမလဲဆိုတော့ အရင်ဆုံးပေါ့နော်ဘယ်စာပဲဖြစ်ဖြစ်စာအုပ်တုပ်ကိုကောက်ဖတ်လိုက်ပြီးအောင်ဖတ်လိုက်ဒါဆိုလို့ရှိရင်ချက်ချင်းပဲအဲ့ဟာ reset ပြရတယ်ပေါ့ကျွန်တော်လည်းရင်တော့စာဖတ်တာဝါဒနာပါရဲသူမဟုတ်ဘူးဒါပေမဲ့စိတ်ထဲမှာမသိစိတ်ထဲမှာကိုကိုကိုပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းနဲ့ဒီထက်ပို့ပြီးတော့တော်ခြင်းနဲ့ဒီထက်ပို့ပြီးတော့အတုံးဝင်ခြင်းနဲ့ပေါ့နော်ဆိုတဲ့စိတ်ကအများကြီးရှိခဲ့ရဖြစ်တဲ့အတွက်ဘာလို့ ਆ မမတည်တဲ့အချိန်မှာစာပဲဖတ်နေခဲ့ရဒါပေမဲ့အဲစာဖတ်တဲ့အကျိုးကျေးဇူးတွေကအများကြီးပေါ့เนาะတကယ်ကိုအထောက်အကူပြုတာကိုတွေ့ရပါတယ်အဲ့တော့ ကျွန်တော်စာချက်တဲ့ရွယ်ချက်ကအများကြီးတယောက်နဲ့တယောက်မတူနိုင်ဘူးပေါ့နော်။တချို့ကြတော့နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့အတွက်စာမဝဲအောင်ချင်လို့တချို့ကြတော့ဒီထက်ပိုပြီးတော့စာရီတက်ချင်လို့သိချင်လို့ပေါ့နော်။ဆိုတဲ့အကြောင်းအရာရှိမယ်။တချို့ကြတော့ကျွန်တော်စစောပြောလို့ပဲလမ်းပြောင်းနေလို့စာချက်တယ်ဆိုတဲ့ဥစ္စာကလည်းဒါရှိကောင်းရှိနိုင်နေပေါ့နော်။အဲ့တော့ဘာကြောင့်ပဲချက်ချက်ဘလို့ရွယ်ချက်နဲ့ပဲစာချက်ချက်စာချက်ချင်းကအရန်ကိုကောင်းတာဖြစ်ပါတယ်။အဲ့တော့အဲဒီချိန်မှာကျွန်တော်နည်းနည်းလေးပေါ့နော် disclaimer ပေါ့နော်။အဲအခု ဟိုနိုင်ငံရေးနိုင်ငံရေးဆိုတာထဲဒီလိုမျိုးပေါ့နော်နိုင်ငံအခြေအနေလည်းရှိတယ်ခုပြီးခဲ့တဲ့မကြသေးခင်ကဆိုလို့ရှင်လည်းငန်းလင်းတွေပါလည်းလှုပ်သွားတော့ဒါပူဆွေးတော့ကရောက်နေတဲ့အကြောင်းအရာတွေလည်းရှိမယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်ရဲ့အဖြစ်အပျက်လေးတစ်ခုပြန်ပြောပြပြမယ်ဆိုလို့ရှိရင်ကိုဗစ်ကာလတုန်းကပေါ့နော်ကျွန်တော်အောက်ဆီဂျင်တွေ60လောက်တိထိုးကြပြီးတော့အဲ့လိုမျိုးပိုက်ကြီးနဲ့အဲ့လိုမျိုးပေါ့နော်ရှူနေရတဲ့ကာလတွေရှိခဲ့ဘူးတယ်အဲ့ုံကအရန်တောင်းတရရတယ်။တောင်းတရရဆိုတဲ့အချိန်မှာဘာလဲဆိုတော့ မိဘကိုလည်းဘာမှတတိကျကျလေးမကြည့်ခဲ့ရသေးဘူးကိုဒီလောကမှာပေါ့နော်ကို contribute လုပ်နိုင်တာကိုကိုကလိုအပ်လိုအပ်ကိုကအမြဲတမ်းပဲလိုအပ်နေခဲ့ရပေါ့နော်အားဟိုကလိုတယ်ဒီဟာလိုတယ်ဆိုပေမဲ့ကိုကလိုအပ်တဲ့နေရာမှာဘယ်လောက်ထိအဲပါခဲ့ပြီးပြီလဲဆိုတဲ့အချိန်မှာအဲ့အချိန်တော့တွေးလိုက်တာဆိုလို့ရှိရင်တကယ်ဘာမှမလုပ်ခဲ့ရသေးတဲ့အချိန်ပေါ့နော်အဲ့တော့ အဲ့ချိန်မှာဆူတောင်းတာအရန်နောက်တာရတယ်ဘာမှမလုပ်ခဲ့တဲ့အားကိုအရန်နောက်တာရတယ်ပေါ့နော်အဲ့တော့ဟိုအမနဲ့ဖြစ်ဘာဖြစ်မလဲမသိချာဘူးဘာမှမလုပ်တော့ဘူးဆိုတာကအဲ့ဒါကတကယ်ကိုလှုပ်ချင်စိတ်မရှိနေရပေါ့နော်ဘာမှလှုပ်ဆရာမရှိဘူးဆိုရင်တော့မှကျွန်တော်အသက်ကြီးသွားတဲ့သူတွေရှိရတချို့ဆိုလို့ရှိရင်နိုင်ငံသားတွေပါမှာဆိုအသက်ကြီးသွားတော့မှအဲဘာလို့အမှမသိတော့ပင်စင်ယူပြီးတော့မှဘာသာစကားအစ်တကူလေးလာတာတို့ဒါဆိုလို့ရှင်လုံးဝသူတို့လေးလာတဲ့ပညာရဲ့နဲ့ လောက်ကင်စားတော့မယ်ဆိုရွေချက်လုံးဝမဟုတ်ဘူးကိုယ့်ရဲ့ရှိနေတဲ့အချိန်တွေကိုကောင်းကောင်းမအောင်ချမယ်ဆိုရွေချက်နဲ့တခုခုလေ့လာနေရပါတော့အဲ့တော့ဟိုပတ်စံရချင်လို့ပတ်စံရချင်လို့ချမ်းသာချင်လို့ဆိုရွေချက်နဲ့လေ့လာတာမျိုးမဟုတ်ဘဲနဲ့စာလေ့လာတဲ့အခါမှာပေါ့နော်ကိုယ့်ရဲ့အချိန်တွေကိုဘာမှမလုပ်ဖဲနေရတတ်စားလို့ရှိရင်ကောင်းမွန်တဲ့အရာတခုခုလုပ်ရင်းနဲ့ကုံဆုံးချင်လို့ဆိုရွေချက်နဲ့စာချက်မယ်စာဖတ်မယ်ဆိုလို့ရှိရင်ကိုမထင်မထားလောက်တဲ့အဲအချိန်အတွင်းမှာပေါ့နော်စာရအများကြီးရနေမှာကိုကပို့ပြီးတော့ပြောင်းလဲတဲ့ တစုံတယောက်ဖြစ်သွားမှာအဲ့ဒါကအသေးချပဲပေါ့နော်အဲ့တော့ဘလိုရွေးချင်းနဲ့ပဲကြက်ပါစာချက်တာအရင်ကိုကောင်းမွန်တာဖြစ်ပါတယ်ဆောဆော page လေးမှာကျွန်တော်ရေရှည်ကိုကြည့်ပါဆိုရဲဥစ္စာလေးရေးခဲ့ရပေါ့နော်အဲ့တော့ okay စာချက်ဖို့ကတော့တေချာသွားပြီစာပြီးတကယ်ကြက်တော့မယ်ဟေ့ဆိုတဲ့အခါမှာရေရှည်ကိုကြည့်ပါရေရှည်ကိုကြည့်ပါဆိုတဲ့အခါကျွန်တော်အခုနောက်ပိုင်းပေါ့နော်ဒီလိုမျိုး SNS ကလည်းအရင်ကိုခေတ်စားလာတဲ့အခါမှာအကုန်လုံးက ကိုတိလို့ရှိရင်အရန်မျှဝေပေးခြင်းနဲ့ပေါ့နော်ဒါမြန်မာလူမျိုးတွေဟိုအရင်တည်းကစေတနာကောင်းတာလည်းပါတယ်ကိုတိရဲ့ဘယ်အရာကိုမဆိုအရန်ကိုမျှဝေပေးခြင်းနဲ့အဲ့တော့ဒီလိုလေးစဉ်းစားကြည့် travel blogger food blogger တွေရှိမယ် travel blogger ဆိုတာကခရီးတနေရာကိုသွားပြီးတော့အဲ့တနေရာတွေကိုပဲသွားပြီး review ထရေးတာက review အဆက်မှန်လို့ပြောလို့မရဘူးအဲ့တော့သူဒီအာတကယ်ခရီးသွား blogger ဖြစ်ချင်တယ်ဆိုလို့ရှင်နေရာတွေတော်တော်များများကိုရောက်ဖူးရမယ်အဲသွားဖူးရမယ် ကိုတိရဲ့ဥစ္စာကိုပြန် share ရတဲ့ blogger လောက်တာနေရာမတူဘူးပေါ့နော်အဲ့ဒီဥစ္စာလေးကိုနည်းနည်းလေးဟိုတိတိကျကျလေးခွဲခွဲကျကျလေးပြောကြည့်ချင်တာပေါ့နော်ဥမာ food blogger ဆိုလို့ရှင်လဲအဲ့လိုပဲဒီ design ကိုပဲစားဖူးတယ်တခြားဟာမလုပ်ဖူးသေးဘူးအဲ့ချိန်မှာသူအဲ့ design ကိုပဲစားဖူးပြီးအဲ့ design ကိုပဲဟိုပေါ့နော် review ရေးရတူတယ်ဟို review ရေးရချင်းတူနေတော့မှ blogger အနေနဲ့မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့စာလေးလာတဲ့အခါမှာလဲအဲ့လိုပဲကျွန်တော်ကနည်းလေးသိသွားပြီဆိုလို့ရှင်အများကြီးအဲပြောပြန်ပြောပြချင်တယ်ပေါ့နော်ဒါမျှဝေချင်တဲ့စိတ်ကတော့အရင်ကကောင်းတယ်ဒါပေမဲ့ မှတ်ထားမှာတခုကကို့မှာမရှိဘဲနဲ့သူများကိုပေးလို့မရအောင်အဲ့ဒါတကယ်ပဲအဲ့တော့ဟိုကျွန်တော်တို့တွေကသူများကိုကူညီချင်တယ်ဆိုလို့ရှိရင် ကို့မှာအရင်ဆုံးရှိအောင်လုပ်ရရတယ်ပေါ့နော်အဲ့ဒါကကျန်တဲ့နေရာမှာလည်းအတူတူပဲကိုကစိတ်သက်တွေကြားနေပြီးတော့ဘာမှမလုပ်ဖ ೇನೆ ကျွန်တော်ကမဟုတ်လိုမျိုးပေါ့နော် ချပြီးတော့သူများတွေကိုမကယ်နိုင်ဘူးဟိုမလုပ်ပေးနိုင်ဘူးပေါ့နော်အဲ့တော့အရင်ဆုံးလုပ်ရမှာကကျွန်တော်တို့တွေကသူများတွေကိုကယ်ရမှာမဟုတ်ဘဲနဲ့ကိုကိုကိုအရင်ကယ်တင်ရမှာဖြစ်ပါတယ်အရင်ကယ်တင်ရမှာဖြစ်ပါတယ်အဲ့တော့ကို့မှာအများကြီးရှိလို့ရှင်ကျောင်းတွေကအများကြီးတေချာပေါ့ပေးလို့ရတယ်။အဲ့တော့စတင်တဲ့အခါမှလေဘယ်တော့မှလေသူများကိုပေးဖို့ဆိုတဲ့စိတ်နဲ့မစနဲ့ပေါ့နော်။သူများကိုပေးဖို့ဆိုတဲ့စိတ်နဲ့စလို့ရှင်ကျောင်းပေးနိုင်တဲ့ပမာဏအရင်ကိုနှဲဝရတယ်။ကို့မှာရှိအောင်အရင်လုပ် ပညာပဲဖြစ်ဖြစ်စာပဲဖြစ်ဖြစ်ကို့မှာအများကြီးရှိလို့ရှိရင်ကျွန်တော်တို့ရဲ့စိတ်ကတေချာပေါက်လူတွေရဲ့စိတ်ကအယံကိုယူတာတယ်ပေးကိုပေးတယ်တေချာပေါက်ပေးကိုပေးတယ်အဲ့တော့ဟိုပေါ့နော်တခုရှိလို့သွားပေးနေရတဲ့ဆာလို့ရှိရင်ကိုမြများလေးရှိအောင်အရင်လုံးမြများလေးရှိအောင်အရင်လေ့လာပြီးတော့မှပေးလို့ရှိရင်ဒါရေရှည်လေးဖြစ်တယ်အများကြီးလည်းပေးနိုင်တယ်ဆိုတဲ့ဥစ္စာကိုဒါလေးကိုမှတ်ထားပေးပေါ့နော်အဲ့တော့ဥပမာတချို့ကြတော့ရှိတယ်ဟိုလိုစား ကိုဒီတခုခုလေ့လာပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီဥစ္စာကိုချက်ချင်းတင်ပေးချင်ကြတယ်ချက်ချင်းဟိုကလုပ်ပေးချင်ကြတယ်အဲ့အချိန်မှာကိုကပေါ့နော်ရှေ့ဆက်ပြီးတော့မလေ့လာဖြစ်တော့တာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အကြောင်းအရာတခုခုတည်တည်ချာချာလေးလေ့လာပါအဲပြီးတော့မှပြန်ပြီးတော့မျှဝေပါပေါ့နော်အရင်ကြီးမလောပါနဲ့ရေရှည်ကိုကြည့်ပါအချိန်နေရှိသေးရနော်อืมအဲ့တော့ Okay အဲ့ဒီရပြီဒါပေမဲ့မူတီးရမရသေးဘူးကျချင်တဲ့ရှိတယ်လှုပ်ချင်တဲ့စိတ်ရှိတယ်ဒါပေမဲ့မူတီးမရှိဘူးဆိုပြီးတော့ပြန်ပြန်ပြီးတော့ဖြစ်သွားတတ်ကြရပေါ့နော်အဲ့ချိန်ကြရကျွန်တော်အမြင်တဲ့ ဟိုတွေးလေးတွေးထားရှင်အတွေးလေးရပေါ့နော်ဆွဆွပြောတယ်လို့ပဲကို့အတွက်မကြက်နဲ့ဆိုတာဆွဆွပြောတာတော့ကို့အတွက်ကိုစာကြက်ရမယ်ဆိုတာဟာပြောပြီးတော့ဒီခေါက်ကကြောက်ကို့အတွက်မကြက်နဲ့ဆိုပြီးတော့ဖြစ်တော့ဖြစ်သွားတယ်ဒါမဲ့ဒါကြတော့နည်းနည်းရေရှည်ကိုကြည့်ပါဆိုရဲခေါင်းစဉ်လေးအောက်မှာပေါ့နော်အထူးသဖြင့်ကိုကစာမကြက်လေဘာမှမဖြစ်ဘူးကို့မှာအလောက်ကင်လည်းရှိတယ်အသက်ရွယ်လည်းရနေပြီဆိုလို့ရှင်ဒါပေမဲ့ကိုကအသက်ကြီးလာမှာဒီတိုင်းမနေပါဘူးကျွန်တော်ရဲ့အသက်ကတေချာပေါက်ကြီးလာမှာအဲ့တော့ကိုကမိဘဖြစ်သွားတဲ့အချိန်ကြလို့ရှင် အဲ့ဒါအရင်ခန့်စားရခက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကျွန်တော်မိဘတွေကိုတောက်လျှောက်မြင်ပြီးတော့ကြည်ပြင်းခဲ့ရဖြစ်တဲ့အတွက်ကိုယ်တာသမီးတို့ကိုလှုပ်ပေးချင်ပေမဲ့မလှုပ်ပေးနိုင်တဲ့အခါမျိုးမှာပေါ့နော်အဲ့ဒီဟာကအရန်ကိုကိုကူညီချင်ပေမဲ့ကို့မှာကူညီပေးနိုင်ဖို့မရှိနေတဲ့အခါမျိုးပါပေါ့နော်ဆောဆောကျွန်တော်အရှိမပြောခဲ့သလိုကို့မှာမရှိနေတဲ့အခါကိုပေးချင်တယ်ကိုလှုပ်ပေးချင်တယ်ဒါပေမဲ့ကို့မတက်နိုင်နေတဲ့အခါမှာခံစားရတဲ့ဥစ္စာကလေတော်တော်လေးဆိုးတယ်အဲ့တော့ ိုမိဘဖြစ်လာတဲ့အခါကြလို့ရှင်ကိုအသက်ကြီးလာတဲ့အခါကြလို့ရှင်ဒီကလေးတွေပေါ့နော်ကိုရဲ့နောင်လာနောင်သားတွေပဲဖြစ်ဖြစ်ကိုရဲ့မိသားစုဝင်တွေပဲဖြစ်ဖြစ်ကိုရဲ့တားသမီးတွေပဲဖြစ်ဖြစ်ကိုလှုပ်ပေးခြင်းတဲ့အခါမှာမလှုပ်ပေးနိုင်တဲ့အခါတော်တော်လေးအဆင်မပြေဘူးပေါ့နော်အဲ့တော့ကိုအတွက်ကိုမကြည့်နဲ့ဆိုတဲ့ဥစ္စာကအဲ့ဒီရေရှည်ကိုကြည့်ဆိုတဲ့ဥစ္စာလေးကိုပြောတာပေါ့နော်အကယ်၍ဒီတိမူတီမရသေးဘူးဆိုလို့ရှင်အာကိုကအသက်ကြီးပြီးတော့အတော့မဝင်ဘူးဘာမှလည်းမသိဘူးအိမ်မှာပဲ အဘောနော်ဟိုအိမ်မှာအတုံးမဝင်တဲ့လူကြီးတယောက်ဖြစ်နေမှာလားဒါမှမဟုတ်ကိုတီးတဲ့ဥစ္စာလေးကိုမျှဝေပေးနိုင်တဲ့သူဖြစ်မှာလားကိုပြောပြပေးနိုင်တဲ့သူဖြစ်မှာလားဆိုတာဒါအခုတည်းကကျွန်တော်ကြိုတင်ပြင်ဆင်ထားရမယ်ကိစ္စဖြစ်တယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့အိမ်မက်တွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကအဆိုးရောဖြစ်ချင်တာဆိုလို့ရှိရင်လည်းဥမာနမဲကျော်အဆိုးရောဖြစ်သွားပြီပဲထားအဆိုးရောဖြစ်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီစာတွေကလိုအပ်လာတယ်ကျွန်တော်တချင်းစာသားရေးကြရမယ်တချင်းရေးမယ်ဆိုလို့ရှိရင်လည်းဒါဟိုအင်္ဂလိပ်စကားလုံးလေးထည့်ရေးမှာလားဒါမှမဟုတ် ကိုယ်မှာ knowledge ရှိရင် knowledge ရှိသလားကိုယ်မှာဘ ഹു တုတရှိရင်ဘ ഹു တုတရှိသလားကျွန်တော်တို့ကဘယ်နယ်ဘယ်ဘဲဝင်ဝင်စာရင်အများကြီးကြက်ထားတယ်စာရင်အများကြီးလေ့လာထားတယ်ဆိုလို့ရှင်ဒါ အထောက်ကူပြုမယ်ဆိုတာအားလုံးတည်ထားပြီးသားဖြစ်တယ်ပေါ့เนาะအဲ့တော့ကိုတကယ်သွားချင်တဲ့နေရာကိုရောက်တော့မှစပြီဥမာပေါ့เนาะဂျပန်သွားချင်တဲ့ဂျပန်ရောက်တော့မှစာစားချက်မယ်ဆိုအရန်ကိုနောက်ကျသွားပြီဘာလို့လဲဆိုတော့အခွင့်အရေးတွေဆိုတာကပြင်ဆင်ထားတဲ့သူတွေစီကိုပဲလာတာဖြစ်တဲ့အတွက်ကြောင့်ပေါ့เนาะအဲ့တော့ဒီချက်လေးတွေတည်ထားမယ်ဆိုလို့ရှိရင်အခုဘာလုပ်ရမလဲဆိုတဲ့ဥစ္စာကိုတော်တော်လေးနားလည်လောက်ပြီလို့ထင်တယ်အဲ့တော့အရေးကြီးတဲ့အချက်လေးဖြစ်တယ်ပေါ့เนาะတော်တော်များများတိတ်ပြီးပြောလို့ပြောထားမရှိတဲ့ဆာမိုးပွဲကဘာကြောင့်ခတ်တာလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဆက်ပြီးပြောပြပေးပါမယ်ဆာမိုးကဘာကြောင့်ခတ်တာလဲ ရှင်းရှင်းလေးပဲကျွန်တော်တို့တွေကလွယ်တဲ့ဆောင်မွေးဆိုမဖြစ်ဘူးအမအခုအန်တူးလိလာနေရပေါ့နော်ဂျပန်ဘာသာစကားအန်တူးလည်းပဲလိလာနေတဲ့သူကတခြားဘောက်အန်ဖိုက်ဆောင်ပွဲကို register လည်းမလုပ်လို့သွားလည်းမဖြစ်ဘူး။အဲ့ဒါကြောင့်ဆောင်ပွဲကခက်တာ။ရှင်းရှင်းလေးပဲကျွန်တော်တို့ကလွယ်တဲ့ဆောင်ပွဲတွေကိုမဖြစ်လို့ဆောင်ပွဲကြီးအကုန်လုံးခက်နေရလို့ထင်ရ။အဲ့တော့ဆောင်ပွဲတွေကိုလွယ်တယ်လို့ထင်စင်ထင်ကျင်တယ်ဆိုလို့ရှိရင်အခု N1 လိလာနေရလုံးဝပေါ့နော်။ဆရာကြီးတွေအန်ဖိုက်ဆောင်ပွဲလေး register လုပ်ယူသွားပြီးတော့ဖြည့်ကြည့်ပါလား။လွယ်တယ်လို့ခံစားပြီးတော့ပြန်ထွက်လာပါတေချာပဲ။အဲ့တော့ ဆောင်ပွဲရခက်တာမဟုတ်ဘူးကျွန်တော်တို့ရဆောင်ခက်တဲ့ဆောင်ပွဲတွေဝယ်ယူပြီးတော့ဖြည့်တဲ့အတွက်ကြောင့်ဆောင်ပွဲရခက်တယ်လို့မြင်နေရတာပေါ့နော်အဲ့တော့ဒါလေးရှိပါတယ်ဆောင်ပွဲဆိုတာတနည်းအားဖြင့်ကျွန်တော်ကခက်တဲ့ဥစ္စာတွေဝယ်ဖြည့်တာဖြစ်တဲ့အတွက်သူကစိန်ခေါ်မှုပေါ့နော်မိမိကိုယ်ကိုစိန်ခေါ်တာဖြစ်တယ်အဲ့တော့နောက်ထပ်တစ်ခုပေါ့နော်သမဘွေရဘာကြောင့်ထပ်ပြီးတော့အဲ့လိုကျွန်တော်တို့ကိုစိတ်လှုပ်ရှားစေတာလဲဆိုတော့လေသူကအချိန်ကန့်သက်ထားလို့ပေါ့နော်ဒီ ဥပမာဒီမေခွန်းကိုပဲကျွန်တော်တို့ဆယ်ရက်လောက်ပေးထားမယ်ဆိုအေးအေးဆေးဆေးတရားရအောင်ဖြေနိုင်တယ်ဒါပေမဲ့တော့တနာ ਈ နှစ်နာရီသုံးနာရီစသဖြင့်ကန့်တက်ထားတဲ့အချိန်အတွင်းမှာကျွန်တော်တို့ရဲ့အုံနောက်ကိုအများကြီးအလုပ်လုပ်ပေးရတာဖြစ်တဲ့အတွက်အလုပ်ခိုင်းရတာဖြစ်တဲ့အတွက်သူကဒီဆောင်မိုးပွဲဆိုလို့ရှိရင်အလို stress တွေဖြစ်တာဖြစ်တယ်ပေါ့เนาะပြီးတော့မေခွန်းကန့်တက်ရှိရဆိုရလဲအလိုပဲကြက်ရတဲ့ပမာဏတွေကအရန်များအဲ့ထက်မှဒီတနာ ਈ စာလောက်လင်းဖြေရတာဖြစ်တဲ့အတွက်ဟိုအရန်ပေါ့เนาะ အလိုကန်အကန့်အသတ်ရှိရာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာ stress တွေခံစားရတဲ့စိတ်ဖိပူးစီးမှုတွေဖြစ်တဲ့အဲအုံနောက်ကအရန်ကိုအလုပ်လုပ်ရရပေါ့နော်အဲတော့ကြလို့မဖြစ်တဲ့ဆာမပွဲကြလို့ဖြစ်တဲ့ဆာမပွဲဆိုတာရှိလားဆိုတော့ဒါကကိုယ့်ပုံမှာမူတည်ရပေါ့နော်ကိုကအရန်ကိုအဲဥပမာဂျပန်သွားဖို့ရှိရဂျပန်ဇာမပွဲလက်မှတ်လိုတယ်ဆိုလို့ရှင်တော့ဒါကြလို့မဖြစ်ဘူးပေါ့နော်အဲအမြန်လိုတာဖြစ်တယ်ဒါပေမဲ့ အေးအေးဆေးဆေးခေါင်းအေးဆေးစားပြီးစဉ်းစားလိုက်မယ်ဆိုလို့ရှိရင်ကြလို့မဖြစ်တဲ့ဆံမပွဲဆိုတာကဘဝမှာမရှိတလောက်ပဲပေါ့နော်အဲ့ဒါကကိုယ့်ရဲ့အတွေးခေါ်တွေပေါ်မှာပဲမူတည်တယ်နောက်ဆုံးကိုကလက်လျှော့လိုက်တော့မယ်ဆိုလို့ရှိရင်တော့ဒီဆံမပွဲကြလို့မဖြစ်ဘူးပေါ့နော်ကိုကဘလောက်ကြကြကိုစူးစားခဲ့တာကိုသိတယ် ဘလောက်ကြကြလက်မလျှော့ဘူးကိုသွားရှင်တဲ့နေရာကိုဘယ်နှခောက်ပဲလေးကြလေးကြပြန်ထပြီးတော့ရအောင်သွားမယ်ဆိုလို့ရှိရင်တော့ကြလို့မဖြစ်တဲ့စာမပွဲဆိုတာကမရှိဘူးလို့ဒါပြောလို့ရရပေါ့เนาะအဲ့ဒါကတော့ဆက်ပြီးတော့ကိုယ့်ကိုမေးကြည့်ပါကိုယ့်ကိုတွေးကြည့်ပါအဲ့တော့ဒီเจ้าရလေးစာကြည့်တဲ့အခါမှာလောဘမကြီးနေဆိုရဲဟာဒါကဒီဆယ်စစာပူရချင်တယ်ဆိုလို့ရှိရင်ဒီချက်ကိုတေချာပေါ့မှတ်ထားเนาะအမြဲတမ်းအဲ့အရှိမရှိတဲ့စာမပွဲ stress တွေရှိလာတဲ့အတွက်ကြောင့်အမြဲတမ်းအမေးခံရတဲ့မိခွန်းကဒါချက်ရင်လုံလောက်လားဆို why why ဘာလို့လဲဒါကြည့်လုံလောက်လားဆိုတော့အဲ့တော့ဒါကြည့်လုံလောက်လားဆိုတော့လေဥပမာကျွန်တော်ကျွန်တော်တော့မသေးချဘူးပေါ့နော်အစာအုပ်တအုပ်ကိုကျွန်တော်အစာအဆုံးကြက်ထားရပဲထားပါတော့တုံလုံးမှတ်မိနေလားဆိုတော့ကုကုကိုဘလို့တိလဲပေါ့နော်သေချလားတထောင်လေးကတလုံးမမကြံအကုန်တိနေရဆိုတာသေချလားအော်ဒါကြည့်လုံလောက်လားဆိုတာလုံးဝမရှိဘူးဒါကြည့်လုံလောက်လားဆိုတာက လုံးဝမရှိဘူးပြီးလို့ရှိရင်ဘာသာအုပ်ခံရမလဲဆိုတဲ့ဥစ္စာကလည်းလीဒါအရန်ကောင်းတဲ့မိခွန်းတော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီရဲ့နောက်ွယ်မှာဘာရှိနေလဲဆိုလို့ရှိရင်ဟိုလိလာမှုအားနည်းနေရဆိုတဲ့ဥစ္စာလေးနည်းနည်းမြင်ရရပေါ့နော်အစိုးရိမ်နေရအဓိကအစိုးရိမ်နေရနဲ့လိလာကိုယ့်ရဲ့စိုးရိမ်မှုနဲ့လိလာမှုနဲ့ဆိုရင်နှစ်ခုရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိုးရိမ်မှုကကိုယ့်ရဲ့လိလာမှုပေါ်မှာပို့ပြီးတော့များနေရဆိုတဲ့ဥစ္စာလေးကိုမြင်လာရပေါ့နော်အဲ့တော့အခုလိုအင်တာနက်ခေတ်ကြီးမှာကျွန်တော် စလုံးလေးတစ်လုံးလောက်ပဲလိုက်ပြီးတော့ရိုက်ရှာလိုက်လို့ရှိရင်ထွက်လာရယ်ပေါ့နော်အကြောင်းအရာတွေ data အများကြီးထွက်လာရယ်အဲ့တော့လိလာမှုအာမြင့်တဲ့လူတွေကအများကြီးအဲ့ဒီမိခွန်းတွေမမေးဘူးပေါ့နော်လိလာတယ်ရှာဖက်တယ်အဲအရှိအအချက်လက်တွေနဲ့ဆက်ဆက်ပြီးတော့ကို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 ဘာလုပ်ရမလဲဆိုတဲ့ဥစ္စာကိုပတ်ကိုတာဝန်ယူပြီးတော့ဆုံးဖြတ်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီမိခွန်းတွေမမေးဘူးပေါ့နော်အဲ့တော့အဲ့ဒါတွေကိုမေးတာကိုနည်းနည်းလေး short ပါ ဒါဆူတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့အဆင့်ကိုကြော်နိုင်မှလည်းကျွန်တော်တို့ကနောက်တစ်ဆင့်ရောက်မှာဆိုတော့အကုန်လုံးကဒီ level အရှိအဆင့်နေအကုန်ပြီးသွားရင်တော့ဒီအဆင့်ကိုရောက်နေပြီလို့ကျွန်တော်ထင်တယ်အဲ့တော့ဒီမှာအရန်ကြီးစိုးရိမ်စိတ်ကကိုယ့်ရဲ့လိလာမှုအားထက်ပို့မြင့်နေတော့အဲ့စိုးရိမ်မှုကိုလျှော့ပြီးတော့လိလာမှုအားကိုတင်စီချင်တာပေါ့နော်ဒီချက်လေးကအဲ့တော့အဲ့ဒါလေးဖြစ်နေမိုတီမရှိဘူးဖြစ်နေရဆိုတာလည်းအဲ့လိုပဲအရှိအဆက်တွေကိုအချက်တွေကိုပဲကိုမစင်စားခဲ့တဲ့အတွက်ကြောင့်အဲအရှိအအချက်တွေစင်စားဖို့နည်းနည်းလေးလိုနေခဲ့တဲ့အတွက်ကြောင့်မိုတီမရှိဘူးဆိုတဲ့ဥစ္စာလေးဖြစ်နေပေါ့နော်လမ်းပြောင်းနေရဆိုလို့ရှိရင်တော့ ပြောမှာတခုပဲလမ်းပြောင်းနေဆိုလို့ရှိရင်တခုခုထပ်ပြီးတော့လုပ်လိုက်ထိုင်ပြီးတော့နေနေလဲဆိုရှင်ထပ်ပြီးတော့လမ်းပြောင်းနေမှာပဲပေါ့နော်အဲ့တော့ရက်နေရဲ့သူထက်အဲ့လိုသွားနေရဲ့သူကလမ်းဟိုပို့ပြီးတော့မြင်လာပါလေနော်အဲ့တော့သူများကိုလမ်းကိုလမ်းပြပေးမယ်လို့ထိုင်ဆောင်နေတာထက်ကိုသွားနေတဲ့လမ်းမှာသွားနေတဲ့လူနဲ့တွေ့ကောင်းတွေ့နိုင်နေလမ်းတက်လေးကိုပါကိုတွေ့နိုင်နေပေါ့နော်အဲ့တော့လမ်းပြောင်းနေဆိုလို့ရှင်ထပြီးတော့လောက်ပါထိုင်မနေပါနဲ့စိတ်ညစ်နေလို့ဆိုတဲ့ဥစ္စာကကြောက်လဲစိတ်ညစ်နေကျွန်တော်ကတော့စိတ်ပြောင်းလဲဖြစ်အောင်ပို့ပြီးတော့တခုခုလုပ်တဲ့နေဆိုပြီးတော့ထင်ပါတယ် 老话鸡话，哇！做做只老话唔知咩表，佢就系罗话之好睇，罗话鸡啊嘛，罗话之啊咩？请你嚟，是咧。就所以就系咯，安抚诶，是啲阿达真路好雅啦，所，no，雅啦啵，巴罗嚟，好咧，有好无？只嗱社会好不？好睇咩？只社会。 ဆရာဝန်နဲ့ပတ်သက်တဲ့စေးပညာတွေပေါ့နော်။ဥမာဒီစေးတောင်းဘာဖြစ်မလဲဆိုတဲ့ဥစ္စာလေးလေ့လာလို့မရဘူးလား။ဆိုတော့ဘယ်သူမှကန့်သက်ထားခြင်းမရှိဘူး။အဲ့တော့ဒါလုံးလို့ရလားဆိုတာကကိုကိုကိုကန့်သက်ထားခြင်းပဲဖြစ်တယ်။ဥမာကျွန်တော်ကဂျပန်ဘာသာစကားလေ့လာနေရတယ်။ဒါပေမဲ့ကျွန်တော်ခန်းကြီးအရန်သဘောကျလွန်လို့အခုဆိုလို့ရှိရင်တရုတ်စာလေးလေ့လာနေပေါ့နော်။ဘာလို့လေ့လာနေရလဲဂျပန်စာမကျက်နော်ဘာလို့မှဒါခွင့်မရှိဘူးကိုယ့်ပုံမှာပဲမူတည်ရပေါ့နော်အဲ့တော့ကိုယ့်ရဲ့လေ့လာတဲ့အဲနယ်ပယ်ဒီအပိုင်းခြားတွေကိုအရင်ကြီးကန့်တတ်မထားနဲ့ရေရှည်ကိုကြည့်အဝေးကြီးကိုကြည့်ကိုယ့် အများကြီးအမြဲကြော်ပြောကြဒူလောက်တင်ပါရင်လောက်ကြဆိုအဲ့တော့ကိုကအလောက်လောက်တင်ထားမှာအလောက်လောက်ကြီးရမှာဆိုတော့တင်တာတင်ထားပေါ့နော်ဘယ်တော့မှအလိုကိုကိုကိုမထိုက်တန်ဟိုကြက်လို့မရဘူးလို့မတွေးပါနဲ့ဇာရီကများလိုက်တာဆိုတော့လေအလိုပဲဘာလို့လဲဆိုတော့ဒါအများရဲ့လို့ပြောလို့ရှင်ရလေဒီထက်ပိုပြီးတော့နှစ်ဖူးတွေ့တူတွေ့တွေ့မဲ့ဟာတွေကတကယ်အများကြီးရှိသေးတယ်တကယ်အများကြီးရှိသေးရပေါ့နော်အဲ့တော့များလိုက်တာဆိုပြီးတော့မတွေ့နဲ့အော် ဒါတွေထက်တည်သွားပြီငါအများကြီးထက်တည်နေရပြီဒီထက်ဖို့အများကြီးတည်နေရပြီဆိုပြီးတော့ပျော်ပျော်ရွှင်ရွှင်လေးကြက်ကြည့်နော်တချို့ကြပြောကြအန်တူအောင်ဝင်ပိုင်ပိုင်ပဲအန်ဝမ်းအိုးနိုနိုနိုမဆိုင်ဘူးအဲ့လားလေအဲ့လိုမဟုတ်ဘူးပေါ့နော်အဲ့တော့ရှောက်မယ်ဆိုလို့ရှိရင်ဟိုစာချက်တာမချက်တာကိုပြောတာမဟုတ်ဘူးနော်ကျွန်တော်ပြောချင်တာကိုယ့်ရဲ့ limited mindset ကိုပြောချင်တာအန်တူအောင်ပြီးတော့အန်ဝမ်းဆောင်မွေးဝင်မဖြေလို့လည်းရတယ်ဒါပေမဲ့ life long learning လေးเนาะကျွန်တော်တို့ရတာ certificate လိုချင်လို့စာချက်တာမဟုတ်ဘူးတကယ်အသုံးဝင်ချင်လို့တကယ်ရည်ရှင်မှတ်မိချင်လို့အဲ့တော့အရန်ဟိုအချိန်မပေးနိုင်ဘူးဆိုလို့ရှင်တော့ခုနောက်ပိုင်းကျွန်တော် YouTube မှာလည်းအဲ့လိုဗီဒီယိုလေးလုပ်ပေးတာဖြစ်တဲ့အတွက်တနေ့တနားကြီးလောက်နားယူရလောက်လမ်းသွားရင်းနဲ့ပဲဖြစ်15မိနစ်လောက်ဟိုခန်းကြီးပိုင် ready ကဗီဒီယိုလေးဆို3 3မိနစ်လောက်ကအထိစပြီးတော့လေ့လာလို့ရရှိအဲ့ဒါလေးတွေကိုကုကုကု keep in touch ဖြစ်အောင်ထားပါဘာလို့လဲဆိုတော့ကိုရင်းနှီးမြှုပ်နှံခဲ့တဲ့အချိန်တွေအကုန်လုံးက အရင်တက်မြောက်ဖို့ကောင်းတယ်လေနော်ရက်ပလိုက်မယ်လုံးဝထိတွေ့မှုမရှိတော့ဘူးအန်ဝါအောင်ပြီးလဲအဲ့လိုပဲချိုးရဆိုအန်ဝါအောင်ပြီးစာမကြက်တော့ဘူးဆိုရလဲအဲ့ဒါအရင်ဟုတ်တက်မြောက်ဖို့ကောင်းတော်တော်တက်မြောက်ဖို့ကောင်းတယ်ပေါ့နော်အဲ့တော့အများတန်းထိတွေ့နေပါအများတန်းပေါ့နော်နည်းနည်းနည်းချင်းစီဆက်ပြီးတော့လေ့လာပေးပါပေါ့နော်အဲ့တော့ဒါမျိုးလေးရှိပါတယ်တချို့ကြောက်ရှိတယ်ခုံစင်းတာခုံစင်းတာ စာမကြည့်လို့ခံစားလို့ antibody ကနေစပြန်တက်မှာဆိုတော့ no မလုံးနဲ့အဲ့လိုမလုံးနဲ့ဘာလို့ဆိုတော့အောက်ကပြန်ဆင်းအပေါ်မရဘူးเนาะအဲ့တော့အပေါ်ထက်အပေါ်ထက်အပေါ်တက်အပေါ်တက်နေတဲ့အောက်ကအောက်စာလေးတွေကိုဥပမာပေါ့အန်တူးလေးလာနေဒါပေမဲ့ N3 ခန်းကြီး revision video လေးနားထောင်လိုက်အောင်ဝယ်နိုင်ပါလားဆိုအဲ့လိုရရတယ်ဒီလားအဲ့လိုဆိုလို့ရှိရင်စာပို့ပြီးတော့ကြက်ရအချိန်နှုန်းနဲ့မြင်လာလိမ့်မယ်ပေါ့နော်ဒါမျိုးလေးရှိမယ်ပြီးတော့နောက်တစ်ခုစောင့်တာ စောစောကြောင်ပြောခဲ့လို့ပဲကိုလန်းကိုဖောက်ရမယ်သူများကိုစောင့်တာဒါလေးပြောပြပေးပါဦးဆိုဆယ်ရလောက်စောင့်သူမပြောသူများမပြောပြပေးလို့ရှင်ဘာမှဆက်မလုပ်တော့ဘူးလားအဲ့တော့မစောင့်နဲ့ဘဒို့မှမစောင့်နဲ့တငယ်ချင်းတွေကိုလည်းမစောင့်နဲ့ဒီလားတငယ်ချင်းတွေတငယ်ချင်းတွေစာတူတူကြားကြားမယ်ဒီနေ့ဘယ်နှခံပြီးအောင်ကြားမယ်အဲ့လိုအပေါင်းအသင်းနေနေသွားတာကဒီခါလေးကြရင်ရှင်းမရဘူးဒီလားကျွန်တော်သွားရဲ့လမ်းကြောင်းကတူနေရယ်ဆိုရင်တော့မတကယ်ရလीမတူနေဘူးအဲ့တော့ကို့ဘွားခီးရကို့ဘကူပဲရှောက်ရမှာဟိုလမ်းမှာတူရဲ့တူရဲ့ မိတ်ဆွေလုံးလို့ရတယ်စကားပြောလို့ရတယ်တူသွားလို့ရတယ်ဒါပေမဲ့ဘဒုမှမဆောင်နဲ့ကိုဘကိုရှေ့ကိုသွားကိုကရှေ့ရောက်နေတငယ်ချင်းတွေကိုတော့လှမ်းပြီးတော့ပြောပြလို့ရတယ်ကူပြလို့ရတယ်ခေါ်ပြလို့ရတယ်ပေါ့နော်အဲ့တော့မအဲဘဒုမှမဆောင်နဲ့ဒါပေမဲ့အခုခေတ်မှာအရန်ကောင်းတာတခုကကျွန်တော်တို့မေးချင်တာမေးကျွန်တော်တို့အများကြီးရှိနေတငယ်ချင်းတယောက်ရှိ AI အဲ့တော့ artificial intelligence လို့ခေါ်တဲ့အားလုံးညာပြော ChatGPT တို့ပါတော့ပေါ့နော်ကျွန်တော်တို့ဘာပဲမေးမေးအကုန်ဖြေပေးရအဲ့တော့ကို သူမြောက်တော့မေးရတဲ့ချက်ချင်းအရန်မြန်နေပေါ့နော်ကျွန်တော်ကလည်း IT ဘိုင်းမှာလုံလုံနေရဆိုတော့ညီပညာနဲ့ပတ်သက်ပြီးတော့တော်တော်လေးစိတ်ဝင်စားရတယ်တော်တော်လေးလိလာဖြစ်တယ်တော်တော်လေးလက်တုံးဖြစ်တယ်ပေါ့နော်အဲ့တော့ AI အသုံးချပါညီပညာခင်မှာကျွန်တော်ညီပညာတွေအသုံးမချလို့ရှင့်အများကြီးကြံခဲ့မယ်ပေါ့နော်အဲ့တော့ဟို၁၀စ၁၅စအစ၂၀အများကြီးမြင်ကျင်နေဆုံးလို့ရှင့်ဘယ်တော့မှမဆောင်တဲ့ကိုပေါ့ကိုမေးကြရှိရမေး AI ကိုမေးပြီးတော့ရှေ့ဆက်သွားပေါ့နော်ဒါကလည်း study tips and tricks တွေတခုဖြစ်ပါတယ် နောက်တစ်ခါကျတော့ SNS ထားကြောင့်အကုန်လုံးကလေဖုန်းတွေကိုဆွဲလန်းနေကြတယ်။မကြည်အောင်မနေနိုင်ဘူး။ကြည်ချင်နေဆိုတာဘာလို့လဲဆိုတော့ဒါဆွဆွပြောတယ်လို့ပဲကျွန်တော်တို့ရဲ့ဒီနီးပညာခင်မှာအဲ့လိုဖြစ်အောင်ကိုတမင်ရေးထားလို့ပါ။ဒီ software ကြီးဆိုတာဘာလဲ။အဲ့နောက်ကွယ်မှာရှိနေတဲ့ internet ဆိုတာဘာလဲ။ network ဆိုတာဘာလဲ။ကျွန်တော်တော်တော်လေးကိုရင်းနှီးနှီးကိုသိတယ်။ပြီးတော့ဒါဘယ်လိုဖြစ်ပေါ်လာလဲ။ဘာ data တွေဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ဥစ္စာကြီးလည်းကျွန်တော်တော်တော်လေးကိုသိတယ်။အဲ့တော့ ဘာကြောင့်ကျွန်တော်ဒီဖုန်းတွေကိုကြည့်ချင်နေရလဲဆိုတော့ကြည့်ချင်နေအောင်လှောက်ထားလို့ပေါ့နော်ဒါကိုအဖြစ်တော့မဟုတ်ဘူးဒါပေမဲ့ကိုကအဲ့ထဲဝင်သွားမလားထွက်လာမလားဆိုတာလည်းကိုပုံမှာပဲမူတည်တယ်အဲ့တော့တချို့ရာဒါမကြည့်လိုက်လို့ရှင်အရန်ကိုတည်တင်းနေလွတ်သွားမှစိုးရိမ်လို့ဆိုတော့ SNS မှာတင်ထားတဲ့အရာတွေကလေတည်တင်းမဟုတ်ဘူးပေါ့နော်တည်တင်းအစစ်အမှန်မဟုတ်ဘူးပြီးတော့ ဒီတူညီတဲ့အကြောင်းအရာတစ်ခုလူတွေကကိုယ့်ရဲ့ထင်မြင်ချက်ပေါ်မှာမူတည်ပြီးတော့ပေးထားတဲ့ comments ပေါ့နော်ဒါဝေဖန်ချက် ထောက်ပြချက်တွေလောက်ပဲရှိမယ်အဲ့တော့ကိုကဒါတွေကိုထိုင်ပြီးတော့မှန်တယ်မှားတယ်အဲပြည်သူတယောက်အနေနဲ့ပေါ့နော်အဲ့လို အဲ့လိုအများကြီးလုတ်ပေးစရာမလိုဘူးလို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်ဆွဆွပြောသလိုပဲကို့မှာအများကြီးမရှိနေတဲ့အခါမှာကို့လုတ်ပေးနိုင်တဲ့အရာကို limited ဖြစ်တယ်အဲ့တော့ကို့ဒီဒီထက်ပိုကောင်းတဲ့သူဖြစ်အောင်လို့အရင်ကို့ကိုကိုကဲထုတ်ကဲထုတ်ပြီးလို့ရှင်ကိုကအများကြီးပြန်ပြီးတော့ဒီလူပေါင်းဖွဲ့စည်းကို contribute လုပ်နိုင်တာဖြစ်တဲ့အတွက်အချိန်လေးကိုအရင်ကြီးမဖြုံးနဲ့ပေါ့နော်အချိန်ဖြုံးလိုက်လို့ရှင်တကယ်ကဥမာဟို ကိုကိုတိုင်းလည်းနစ်နာတယ်ဒါကိုလူဟိုကိုရဲ့အပန်ဟိုပေါ့နော်ပတ်ဝန်းကျင်အတိုင်းဝိုင်းကိုမိပါအကုန်လုံးအတွက်နစ်နာတယ်ပေါ့နော်အဲ့တော့အဲအဲ့လိုမျိုးလေးတတိထားပြီးတော့အချိန်လေးကိုတခြားပေါ့လျှော့ပါမကြည့်မနေရဖြစ်နေတာဆိုတာကတကယ်မကြည့်မနေရဖြစ်အောင်လှုပ်ထားလို့ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုတတိထားပြီးတော့အချိန်လေးကိုတတိစရာလေးတုံးချပါနော်အဲ့ဒါဆို your time is limited အဲ့တော့ ကျွန်တော်တို့ရလူသားရတနေ့မှာ24နာရီပဲရှိရအဲ့24နာရီမှာမှအိတ်ချိန်စားချိန်အလုံးလုံးချိန်တွေဖဲလိုက်ဘယ်နှစ်နာရီမှမရှိအဲ့နှစ်နာရီလေးကိုမှတိတိကျကျအတုံးမချနိုင်ဘူးဆိုလို့ရှင်အဲအများကြီးကြံခဲ့မယ်ပေါ့နော်အဲ့တော့ဆယ်စစာရီပို့ပြီးရအောင်တနေ့ကိုနာရီဝက်ဆိုနာရီဝက်တေချာပေါက်စီကန်းရှိရှိလေးလုပ်ပေးပါအဲ့တော့စာချက်ဖို့စိတ်အင်အားအပြင်းပြဆုံးအချိန်နဲ့အဲရှိတယ်ပေါ့နော်အဲ့ဒါပဲအချိန်လဲဆိုအောင်မြင်မှုတွေကြုံရတဲ့အချိန်ဆောင်းပွဲကိုလေအောင်သွားကြည့်အတကုံကြက်ချင်တာစာအောင် 德贡山才大借钱啊，他借钱啊，今天上午熬了咯，然后那时候哎，Register 登飞都还那天上午都脸哭了，阿德几位。 နောက်တစ်ချိန်ရရှိတည်အဲ့ဒါပါလဲဆိုစောင်းမွေးကြတဲ့အချိန်ရှုံနေမှုတွေကြုံရတဲ့အချိန်ပေါ့နော်အဲ့တော့ဟိုမီတင်မှာစကားပြောတဲ့အခါမှာကိုစကားမပြောနိုင်ခဲ့တာပဲဖြစ်ဖြစ်အဲရုံမှာပေါ့နော်အလုံးမှာကိုနားမလည်လိုက်တာပဲဖြစ်ဖြစ်အဲ့ချိန်ကြတဲ့ကအိမ်ပြန်ရောက်စာရေးချက်တော်မယ်ငါတည်တည်ချာချက်တော်မယ်ဆိုရအမြင်နဲ့အယံမို့တည်ရဒါပေမဲ့အောင်မြင်မှုကြုံရတဲ့အချိန်နဲ့ရှုံနေမှုကြုံရတဲ့အချိန်နှစ်ချိန်လုံးမှာကျွန်တော်ရဲ့ဒီလှုပ်ချင်ကင်ရင်စိတ်ကအထွတ်အထိပ်ကိုရောက်နေတတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့နှစ်ခုလုံးကရည်ရှိမမြဲပါဘူး ပြောမယ်ဆိုလို့ရှိရင်ဒီစာမိုးပွဲကြလို့စာကျက်ချင်တဲ့စိတ်ကပို့ပြီးတော့မမြဲဘူးပေါ့နော်သူကတည်ငါကလေးပဲအဲ့ချိန်မှာအာရှက်တဲ့စိတ်ဖြစ်မယ်ကြောက်တဲ့စိတ်ဖြစ်မယ်ကိုကိုကိုအဲ့လိုမျိုးပေါ့နော်မလုံလောက်တဲ့စိတ်ခံစားရပြီးတော့စာလုံးမယ်ဟေ့ဆိုရဲအဲအားလေးတင်လိုက်တာပဲရှင်သူကဒုံးဆိုပြီးတော့ပြန်ပြောသုံးရက်လောက်နေပြန်ပြီးတော့ပြုတ်ကြတတ်တယ်ပေါ့နော်အောင်မြင်မှုကြုံရတဲ့အချိန်ကကြတော့အေးဆော့ဆော့ရှုံးနေမှုကြုံရတဲ့အချိန်တည်းတော့နည်းနည်းလေးပို့ပြီးတော့ကြာရှည်ခံတယ် ကြာရှိခံတယ်။သူအဲ့ feeling လေးကိုကြိုက်တာ။ဥမာမလာရှန်ကောစားရကြိုက်တဲ့သူတွေကထပ်ပြီးတော့စားကျင်တာ။ထပ်ပြီးတော့စားကျင်တာဖြစ်တဲ့တဲ့သူအဲ့ဟာလေးကိုထပ်ပြီးတော့ရအောင်ကြိုးစားပြီးတော့ယူတာပေါ့နော်။အဲ့တော့အဲဘာကြောင့်မဲကြက်ကြက်ပါစားကျင်တာကတော့ကောင်းတာဖြစ်တဲ့အတွက်ဒီရှုံးနှိမ့်မှုပေါ့နော်။အဲ့လိုတစ်ခုခုရှုံးနှိမ့်မှုကြုံနေဆိုလို့ရှိရင်အဲ့အဖြစ်ပြက်ကိုဘယ်တော့မှမမေ့နဲ့။အဲ့အဖြစ်ပြက်ကိုဘယ်တော့မှထပ်ပြီးတော့မခံစားရအောင်ကိုကဒီနေ့စဉ်မှာပေါ့နော်။ တတိကျကျလေးပြင်ဆင်နေဖို့လိုအပ်တာဖြစ်ပါတယ်။နောက်ဆုံးဒီမှာကျွန်တော်အရင်သဘောကျတဲ့ဂျပန်စလုံးလေးရေးထားတဲ့အတွက်ဂျီပွန်းရှိတိုင်းပေါ့နော်ဂျီပွန်းရှိတိုင်းဆိုကိုပုံမှာပဲကိုမူတည်ပါတယ်။အစားအဆုံးတစ်ကနေ30အထိကိုပုံမှာပဲကိုမူတည်ပါတယ်။ကိုရဲ့ဘဝကိုရဲ့မိသားစုကိုရဲ့အနာဂတ်ကျွန်တော်တွေကလေအမြဲတမ်းဟိုသူများ တည်ရဘဝကိုဆိုလို့ရှိရင် comment ပေးဖို့အရန်ကိုလွယ်တယ်ဘာလို့လဲဆိုတော့ကိုကတာဝန်မှမယူရတာဒါပေမဲ့ကို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 ဘဝကိုစဉ်းစားတော့ကိုကကိုဆုံးဖြတ်တော့ကိုကကိုရွေးချယ်တော့ဆိုမရွေးချယ်တဲ့တော့အကြောင်းပိုက်သွားရေတော့တာတော့ရေတာတော့တော့မေးကျွန်တော်လည်းမေးရဝါသနာပါတယ်ဟိုပညာကိုစော့ကားတာလုံးဝမဟုတ်ဘူးဒါပေမဲ့ကိုကနည်းနည်းပေါ့နော်ချက်နဲ့လက်နဲ့တိတိကျကျစဉ်းစားပြီးတော့ဆုံးဖြတ်ပြီးတော့အစအဆုံးကိုကိုကိုတာဝန်ယူတတ်ဖို့အရန်ကိုအရေးကြီးပါတယ် ဲ့တော့ဘာလို့ရမလဲဆိုတဲ့ဥစားတော်တော်လေးအဲနည်းနည်းလေးပေါ့နော်တော်တော်လေးတော့မဟုတ်တော့မှာနည်းနည်းလေးတော့နားလည်သွားမယ်လို့ထင်ပါတယ်ကျွန်တော်ဒီမှာ YouTube မှာဆိုလို့ရှင်လဲဒီဗီဒီယိုလေးမိုတီလိုတိုင်းဆောင်ပြချင်တိုင်းထပ်ခါထပ်ခါနားထောင်ပါဆိုတဲ့ဗီဒီယိုလေးတင်ထားတယ်အဲ့တော့ဒီဗီဒီယိုနားထောင်ပြီးလို့မှထပ်ပြီးတော့ပေါ့နော်ဟိုဒီထပ်ပို့ပြီးတော့ energy twin ချင်တယ်ဆိုလို့ရှိရင်ဒါလေးကိုတော်ပြီးတော့နောက်ထပ်လို့ရတယ်။ဒါကတော့ survive ကလေးကိုဖျက်ပြပေးထားပါတော့။အကြောင်းအရာအပြင်ကတော့အရင်ကြီးတော့မကွာပါဘူး။အတူတူပါပဲဘာပဲဖြစ်ဖြစ်လိုမျိုးစာကျက်တဲ့အခါမှာဘယ်လိုကျက်ရမလဲ။ဘာကြောင့် ိုကဘယ်နာလေးမှာလစ်လာလစ်လက်နေရလဲကိုယ့်ရဲ့ limited mindset တွေကဘယ်လိုမျိုးလေးဖြစ်နေရလဲဆိုတဲ့ဥစားလေးကိုမြင်သွားပြီဆိုလို့ရှင်ဒါစာချက်တဲ့အခါမှာပေါ့နော်ဒါအဲစေစအစာပေါင်းများစွာပို့ပြီးတော့မြင်လာမှာဖြစ်ပါတယ်အဲ့တော့အဆုံးတိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကအထောက်အကူဖြစ်မယ်လို့လည်းယုံကြည်ပါတယ်အဲ့တော့စာရင်းအများကြီးရပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့မိသားစုအထောက်အကူပြုနိုင်တဲ့အဲသူတွေဖြစ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် 这笔多还是公万零八 K 平方，公万零又你哪一笔就零八千对吗、哦？喏，哒哒。